အင်းဝီကိုဒူတိုက်ချက်တွေအမြင့်ကန်ချက်တွေနဲ့ဒူအဝသိခါရှုံးမမရှိစံချင်းကိုချက်မှတ်ပိုင်းဆိုင်သွားတဲ့ဝတီခိုင်ဝမ်ချန်ပီယံရှစ်ကတော့မြန်မာဖိုင်တာတွဲဆိုင်နေပိုင်ကြီးရှုမှုနှုံများတာကိုသိထားတာကြောင့်မြန်မာဖိုင်တာတွဲဆိုင်တွေကိုခက်စစ်စစ်ချပြရင်းနဲ့ပြိသက်အင်အားတူးချန်နေခဲ့ပါတယ်မြန်မာဖိုင်တာတော်တော်များများကလည်းနေ့စနေ့ပိုင်းထက်မာကုံကိုအဖို့ပြုတ်ကစားတာများပါတယ်အခုလဲမာကုံကောင်းသလိုတိုက်ခိုက်ရေးစွန့်ရင်စမသေးတဲ့အင်းဝီကိုဝမ်ချန်ပီယံရှစ်ကတိတ်မကြခင်အချိန်မှာပဲချပြလာခဲ့ပါတယ်ရှေ့မှာကစားချတဲ့အင်းဝီရဲ့ပွဲကလည်းတိတ်မကြသေးပါဘူးခမန်း 那让我们静看呐、啊，是用马屁白。嘞？ မင်းညာကတော့မြန်မာ fighter အင်ဝင်နဲ့ Thai Asian fighter ဝတီခိုင်တို့အရှင်မြိုင်ထုတ်သက်ခဲ့ကြပြီပါပြီ။အားလုံးသိကြတဲ့အတိုင်းအင်ဝင်ကပထမအချိန်မှာပဲအလက်တုခံလိုက်ရပြီးတော့အရှုံးတွေ့ခဲ့ရပါတယ်။ဒါကြောင့်အင်ဝင်က One Championship မှာ၅ပွဲကစားထားပြီး၂ပွဲနိုင်၃ပွဲရှုံးရလက်ကိုပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။ဒီပွဲမှာ fighter နှစ်ယောက်ကတော့လက်ရည်ကတိတ်မကွာတာကိုတွေ့ရပါတယ်။အကျိတ်နဲ့ပွဲဖြစ်ခဲ့ကြပါတယ်။ကျွန်တော်တို့ fighter တွေကမအောင်တခုတည်းကြည့်လို့တော့မရပါဘူး။ Nice နဲ့ပိုင်းပြိုင်ဘက်ကိုချင်းကက်တဲ့အပိုင်းတွေလည်းလိုအပ်သေးတယ်လို့မြင်မိပါတယ်။ပြိုင်ဘက်ရဲ့ထုတ်သက်ပုံတွေကိုလည်းအရင် ြိုတင်ပြီးတော့လေ့လာထားတဲ့ပါတယ်။ ပြိုင်ဘက်ရဲ့သားတဲ့အချက်တွေနဲ့အတူသူ့ရဲ့ဟာကွက်တွေကိုပါလေ့လာထားတာကတကယ်ပြိုင်ပွဲမှာအထောက်အကူဖြစ်စေမှာပါ။ပြီးတော့ဂျီပွဲမှာအင်ဝီလောနေတယ်လို့လည်းထင်ပါတယ်။အ мян ပွဲသိမ်းခြင်းနေတယ်လို့လည်းဖြစ်နေတာကိုတွေ့ရပါတယ်။ဘာပဲဖြစ်ဖြစ်အားပေးပါရနော်။နောက်ပွဲဒီမှာအကောင်းဆုံးပြန်လာနိုင်မှုလည်းမျှော်လင့်ပါတယ်။အင်ဝီရဲ့ပြိုင်ဘက်ကတော့ဝမ်ချန်ပီယံရှစ်မှာတပွဲထွက်ထားပြီးအဲ့ဒီပွဲကိုအလဲထိုးနေနိုင်ထားသလိုအခုအင်ဝီနဲ့ပွဲကတော့ဒုတိယမြောက်ပွဲပါရှင်။တိုက်စင်စွာနဲ့ပဲဝတီခိုင်ကဒီပွဲမှာလည်းအင်ဝီကိုအလဲထိုးနေအနိုင်ဖော်ဆောင်နိုင်ခဲ့တာကြောင့်ရှုံးဝဲမရှိသေးတဲ့အလဲထိုးဖိုင်တာ တယောက်လို့ပြောရမှာပါ။ဝတီခိုင်ကအသက်23နှစ်ဖြစ်ပြီးတော့ကလေးမျက်နှာနဲ့အရက်ကတော့၅ပေ၈လမရှိပြီးတော့ထိုင်းဖိုက်တာတူပါ။ဝတီခိုင်ပထမဆုံးကစားခဲ့တဲ့ပွဲကတော့1 Friday Fight 99မှာ Champion Ambudan နဲ့ဖြစ်ပြီးတော့တတိယကြီးမှာပဲ Champion Ambudan KO နဲ့အရှုံးလင်းခဲ့ရတာဖြစ်ပါတယ်။တက်ကွက် တကယ်ဆုံးတဲ့ fighter တယောက်ပါရှင်ဒီပွဲမှာလည်းပြိုင်ဘက်ကိုခြေလက်တောင်ဂျူးတွေနဲ့အမြင့်ကန်ချက်တွေနဲ့အတူပြိုင်ဘက်ကိုအသက်ရှူချိန်မရလောက်အောင်စက်တိုက်ဖိသိမ့်ပြီးတော့အလဲထိုးဖော်ဆောင်ထားတာကိုလည်းအခုဗီဒီယိုမှာပရိသတ်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ခြေလက်တောင်ဂျူးတွေအပြင်နစ်စနစ်ပိုင်းနဲ့ပါဆော့ကစားတက်သူဖြစ်လို့ short တွက်လို့တော့မရပါဘူးနော်အမြင့်ကန်ချက်တွေကလည်းအပပြင်းထန်တာကတော့ညင်းမရပါဘူးရှင်အင်းဝီကိုချုပ်တူးတွေအဝကျွေးသိလိုက်ကြမူးဝေသွားတဲ့ပုံရတဲ့အင်းဝီကတော့ပထမအချိန်မှာပဲ one championship မှာပထမဆုံးအကြိမ်အလဲထိုးနဲ့အရှုံးပေးလိုက်ရပါတယ် ဘာမှချိုးထားတဲ့ပွဲနဲ့တိတ်မဝေးတာကြောင့်လည်းပါမဲ့ချင်ပါတယ်ရှင်။ဒါကြောင့်နောက်ပွဲတွေကိုလက်ခံရင်တော့အာရင်ပြန်လဲဖြစ်တင်ပြီးမှလက်ခံချိုးတက်တဲ့တဲ့လို့မာကုံကိုပဲအလေးမထားပဲနစ်စနစ်ပိုင်းနဲ့အတူပြိုင်ဘက်ရဲ့အခြေအနေကိုကြွတင်လေ့လာသုံးသပ်တဲ့လို့လည်းထင်မြင်မိပါတယ်။ဘလို့ပြိုင်ဘက်ကိုမစိုးလုံးဝတော့ short မတွေ့တင်တာကတော့အမှန်ပါပဲ။နောက်ပွဲတွေမှာအကောင်းဆုံးပြန်လာနိုင်ပါစေ။အင်မူကြီးအမြဲတမ်းအားပေးနေပါရရှင်။ ကဲပရိသတ်ကြီးတို့ရောအခုပြီးသွားခဲ့တဲ့အင်ဝင်နဲ့ OT ခိုင်တို့ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်လေးတွေရှိတဲ့ဆိုရင်လည်းမှတ်ချက်လေးပြီးသွားခဲ့ကြပါအောင်နော်။နောက်ထပ်လည်းဗီဒီယိုတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးပါရှင်။